ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံအခြေစား Netter တစိ EV ကားများထုတ်လုပ်နေတဲ့ Zijian Hozon New Energy Automobile Company ဟာဇွန်လ19ရက်နေ့ကဒေဝါလီခံလိုက်ပြီးဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ရမှာအဲ့ဒီကြေညာချက်ဟာမြန်မာနိုင်ငံရဲ့လျှက်စစ်ကားလို့ခေါ်တဲ့ EV ကားဈေးကွက်ကိုပါ အရှိန်ဟုန်ပြင်းပြင်းနဲ့ရိုက်ခတ်နေပြီးတော့ဝဲလိုအားတွေထိုးကျနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်နိုင်ငံကလျှက်စစ်ကား Nectar အမှတ်တံဆိပ် EV ကားများထုတ်လုပ်နေတဲ့ Zijian Hozon New Energy Automobile ကအကျွေးတရုတ်ယွမ်ငွေ30ဘီလီယံကျော်ရှိနေတဲ့အချိန် အကျွေးရှင်တဦးကတရုတ်ယွမ်ငွေ9တက်သမ3တန်းရရှိရန်တရားစွဲဆိုလာတယ်လို့သိရပါဗျ။အခုလိုမျိုးတရားစွဲလာတဲ့အတော့ကုမ္ပဏီကဒေဝါလီခံရန်တရားရုံးကိုတင်ပြလျှောက်ထားလာခြင်းဖြစ်တယ်လို့သိရပါဗျ။လက်တလုံးမှာ Netter အမှတ်တရစိတ် EV ကရှိုးရုံးနေဟာလဲပိတ်သိမ်းနေပြီးတော့အဲ့ဒီကုမ္ပဏီဝန်ထမ်းများဟာလဲ2024ခုနှစ် November လကစတင်ပြီးတော့လစာမရတဲ့အတော့လမ်းပေါ်မှာထွက်ပြီးဆန္ဒပြခြင်းများကိုလဲလှုပ်ဆောင်နေကြတယ်လို့သိရပါဗျ။ နိုင်တာတစိတ် EV ကားရဲ့ခရက်ကတော်တော်ကိုကြီးပါတယ်ငကိုကမှဒီမှာကမီးမမှန်လို့ EV ကားတွေကတိတ်ပြီးတော့ရောင်းမကောင်းမတွင်ကျပါဘူးဆိုမှ EV ချာဂျင်အသွင်းကားကလည်း ဓာတ်ဆီဈေးထက်တောင်မှများသလောက်ဖြစ်နေတော့လူတွေကတိတ်ပြီးမစည်းကြတော့ဘူးပြည်တွင်းမှာ EV ကားတွေပုံနေတာပဲသူကဝယ်ပြီးရင်လည်းတခင်ချစ်ကားလို့ဖြစ်နေတယ်ပြန်ရောင်းရင်မထွက်တော့ဘူးဈေးလျှော့ရောင်းရင်တောင်မှဒီကလျက်ဆက်မီးအခြေအနေကြောင့်အဝယ်ကိုမရှိတာလို့ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်းကဝါရင်ရင်ရောင်းဝယ်အကျိုးဆောင်တအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်မြန်မာနိုင်ငံအတွင်းရောင်းချနေတဲ့ EV ကားများမှာတရုတ်နိုင်ငံထုတ်ဒစိအမျိုးမျိုးပါဝင်ပြီးတော့အ ਨੇ စုံလျက်ဆက်ကားများရဲ့စွမ်းဆောင်ရည်နဲ့အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှုအစစ်မြင့်ဈေးခန့်စနစ်ပါဝ ယ်မှုတို့အပေါ်မူတည်ပြီးတော့ဈေးနှုန်းများဟာ EV ကားအသစ်ဒဇီးကိုငွေကျပ်အနည်းဆုံး3800ကနေစတင်ပြီးတော့3000နီးပါးအထိပေါက်ဈေးရှိနေတယ်လို့သိရပါဗျ2022ခုနှစ်နဲ့2023ခုနှစ်ကာလများမှာမြန်မာနိုင်ငံအတွင်းကို EV ကားများအစီးရေထောင်ချီပြီးတော့တင်သွင်းခဲ့ကြတယ်လို့သိရပါဗျပြည်တွင် EV ဈေးကွက်မှာဆိုရင်အများဆုံးတုံးတာက MG Leap Motor နဲ့ BYD ပေါ့အဲ့ဒါကလူကြိုက်များပါတယ် Nike လည်းလူကြိုက်များတယ်တဲ့